ကွေးတိုင်းငဖဲမြို့နယ်တောင်ပေါ်ဒေသနဲ့မြေပြတ်ဒေသကျေးရွာတွေရှိခြေကပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေကိုချိန်ချောင်းနောက်ချက်ချင်းတွေပြုလုပ်တဲ့ဘသူကိုမဆိုတားမြစ်အေးယူသွားမယ်အပြင်စီရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကိုလည်းတိုက်ခိုက်သွားမှာမဟုတ်ဘူး CD ရဲ့အရှုကယနေ့ထုတ်ပြန်ထားပါတယ်2025 2026ခြေကပညာတင်နှစ်အတွက်ကျောင်းတွေစတင်ဖွင့်လှစ်တော်မှာဖြစ်တာကြောင့် ကျောင်းနေရွယ်ကလေးတငယ်တွေပညာသင်ကြားဖို့လိုအပ်နေပြီးဆရာဆရာမတွေအနေဖြင့်နောက်သုံးနာကိုအလေးထားပြီးပညာသင်ကြားပေးရန်အတွက်ချင်းကာကိုရိုက်တဲ့အရှုံမှမြစ်တရခံခဲ့ပြီးဒေသခံကလေးတွေရဲ့ပညာရေးအတွက်ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်တယ်လို့လည်း CD ရဲ့အရှုံမှတာဝန်ရှိသူတို့က BBN ကိုပြောပါတယ်ဒါအပြင် CD ရဲ့အရှုံအနေနဲ့စီရင်တဲ့စစ်ပတ်ဆိုင်ရာပြစ်မှတ်တွေကိုပဲအဓိကဥတီတိုက်ခိုက်တာဖြစ်ပြီးဒေတာခန့်ကလေးငယ်တွေရဲ့ပညာရေးအတွက်လိုအပ်တာမလို့ယခုကဲသို့ထုတ်ပြန်ခြင်းဖြစ်တယ်လို့လည်း၎င်းမှာအဆက်ပြောပါတယ်။ ချင်းကာကွယ်ရေးတပ်အရှူဟာအမ်ပရယ်လန်ပိုင်းတွင်မှစစ်ကောင်စီကိုဖျက်တောက်တိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လေရှိသလိုငဖဲမြို့နယ်အတွင်းရှိစစ်ကောင်စီစစ်ကြောင်းတပ်စခန်းတွေနဲ့စခန်းကုန်းတွေကိုလည်းတိုက်ခိုက်ချေမှုန်းနေတဲ့တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။